ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ဖက်ပြပေးမယ့်စာအုပ်လေးကတော့ဆရာမင်းလူရေးသားတာလေပြန်ခေါ်သက်သည်ဆိုတဲ့ဝိထုစာအုပ်လေးကိုအပိုင်းခုနှစ်အနေနဲ့ဖက်ပြပေးမှာပဲဖြစ်ပါတယ်။နာတော်တာဆင်အားပေးကြပါဦးခင်ဗျာမင်းတို့ထူးထူးဆန်းဆန်းလေးကြွေးကျင်လို့ဆိုပြီးရဲမော်ကဖိတ်သည်ဖြစ် AB ကျော်ကလွယ်ပြီးတငယ်ချင်းတွေဆုံအောင် ရောက်ရှိနေကြသည် အမှန်တော့ရဲမို့သည်မြ ాయి ဝင်းကသူ့ကိုဘလော့ကယူဆိုက်ကြောင်းသူစားကျင်တာမှန်သမျှစိတ်ရှိလက်ရှိချက်ကျွေးကြောင်းအချက်ပြုတ်ကလည်းအလွန်ကောင်းကြောင်းကြွားကျင်လို့ခေါ်ပြခြင်းသာဖြစ်၏ဒီကောင်အခုလိုကြောတာကိုအမြင်ကတ်တော်လဲကောင်းကောင်းမျိုးရတော့စိုးရတော့မီဖြစ်တော့ကြောင်းသူ့ကြိုက်လိုက်ပြီးမြောက်ပင်ပေးကြသည်မြ ాయి ဝင်းကလည်းဒီကောင်စိတ်ကူးတဲ့ရပြောသမျှအကုန်လှုပ်ပေးထားသည် ဖားပေါင်တွေကိုတီတံလေးနဲ့ထိုးပြီးစီထားသည် အကင်ဆိုင်လေးမှာလို့တံဖြူမီးသွေးမီးပိုလေးလည်းချပေးတာစီစားကျင်တဲ့ချိန်ကျမှကိုယ်တိုင်ကင်စားရမည်ဖြစ်၏မြိုက်ဝင်ကသူ့ဟာသူကင်မပေးဘူးလားကွာဟုကံညော့မောင်ကနောက်နေသေးသည်ရေခုနဲ့ကြောက်ပွင့်တော့ဂုံးကောင်နဲ့ရှောက်ရွက်ဟင်းကျိုးမိုးเจ้าနဲ့ပန်းငရုတ်တီကျော်စသည်ဖြင့်စားတော့ဆရာတွေကတမားရိုးကြမဟုတ် မင်းဟာဟုတ်တယ်လားကွာဖူပိုင်စင်တွေပါဖြစ်ပြီးချိပန်းနေဦးမယ်ဟူအောင်ချိုကပြောတော့ရဲမော်ဟာမပူပါနဲ့ကွာပြီးရင်မင်းတို့ငါကိုယ်တိုင်ဖော်ဆက်ထားတဲ့အစာဖြည့်စေးတိုက်မယ်စားကျင်သလောက်စားဘာမှဖြစ်စရာအောင်စေးမလိုပါဘူးကွာပထမဆုံးတစ်ခွက်ကိုသာခက်ပြင်းပြင်းလေးချတဲ့တုံတန်အောင်ယောဂဘုပဲခံနိုင်မလဲဟူကညော့မော်ဝင်ပြောသည်ညမကဝိုင်းစားဖို့တွယ်ဝိုင်းရေအချက်ပေးလိုက်ခြင်းဖြစ်၏ ပေါ်ထီးကကံညုံမောင်ကိုအကဲခတ်သည်ကံညုံမောင်ကလည်းသူ့ကိုပြန်ကြည့်ရင်ပြုံးပြသည်သူတို့နှစ်ယောက်စလုံးသဘောတူညီထားချက်ကိုမဖောက်ပြတ်ကြသေးကြောင်းအပြန်အလှန်သဘောပေါက်လိုက်ကြသည်ပေါ်ထီးသည်ကောင်းထုံးကိုစူးစမ်းကြည့်ပြန်သည် ထူးခြားမှုမရှိတည်တည်ငြိမ်ငြိမ်ပဲဟိုတညာစာချုပ်ပေါ်မှာလက်မှတ်ထိုးပေးလိုက်တဲ့အကြောင်းတတိယပုံမပေါ်အမိုးလွန်နေလို့ဘာတွေဖြစ်ခဲ့မှန်းမမှန်းမိတော့ခြင်းဖြစ်ပြီး ထို့ကြောင့်ပေါ်သေးအတော်စိတ်အေးသွားသည်ရဲမော်ကဖားပောင်တီရန်တွေကိုမိဘဘော်တင်၍กินရင်ပြေးပြီးကြောသတိရတယ်ကွာဒီကောင်ကအစားကောင်တိတ်မတ်တာအေးကွာဒီကောင်ဘယ်ရောက်နေလဲမသိဘူးအဆက်ဆိုလည်းမလုပ်ဘူးတောချောင်းဆရာလုံနေတယ်ဆိုတာပဲကြားရတယ်ရင်ရွာမှာလည်းမဟုတ်တော့ဘူးတဲ့ဘယ်ပြောင်းသွားလဲဆိုတာလည်းအသိမပေးဘူးတရင်ရရပြောကွာငါတို့စုပြီးသွားအောင် ဘော်ထေးကလွဲပြီးဂျန်တဲ့ကောင်တွေတယောက်တစ်ပေါက်ပြောကြသည်ဘော်ထေးကတော့နှုတ်ဆိတ်နေလိုက်သည်အေဗီဂျော်စီရောက်ခဲ့ကြောင်းဖုံးယူဝင်နေကြောင်းပြောလို့မဖြစ်အကုန်ပေါ်ကုန်လိမ့်မည်ကဲကညမောင်ကပလဲကိုဆွဲယူပြီးအဖုံးကိုလှည့်ဖွင့်လိုက်သည်ပြီးတော့ဖန်ခွက်တွေတဲ့လက်နှလုံးစီလောက်ငှဲ့ထည့်ပေးသည်ကောင်းထုံးအလဲရောက်တော့ခါသူကဖန်ခွက်ပေါ်လက်နဲ့အုပ်ရိပ်ပိတ်တယ်ငါမတော့ဘူး ဟုပြောသည်ကန်းချုံမောင်ဟာဟဲ့အောင်အပေါ်တွေလုံးနေတယ်တကယ်ပြောတာငါအရက်ဖြတ်လိုက်ပြီဘာပြောလဲတေးဟုတ်ပြီပါဝတ်သားစားခွင့်ပိတ်လိုက်ပြီတဲ့ဟုတ်လားကောင်းတော့ဟာဖန်ခွက်ပေါ်မှာပိတ်ပြီးအုပ်ထားသောလက်ဝါးကိုပိုရစ်တွင်းအောင်ဖိလိုက်သည်သူတကယ်ပြောနေခြင်းဖြစ်ကြောင်းစတင်ရိတ်မိသွားသူမှာရဲမော်ဖြစ်၏ ကောင်းထွန်းသည်ယမကဝိုင်းမှာထိုင်ပြီးလျင်ကနာမငိမ့်ဖြစ်တတ်စမြဲလက်စစ်တွေချိုးလိုက်တရွေးတွေမြိုချလိုက်စေးလိတ်တွေနင်းငံဖွာလိုက်နဲ့အိမ်ဒီမရကျန်တဲ့တငယ်ချင်းတွေကဝိုင်းကိုမစသေးပဲနောက်လာပြောင်လာလို့ရင် အချိန်ဆွဲနေလျင်စိတ်မရှိတော့ပဲတော်တော်စောစောကားများတဲ့ကောင်တွေလေးရှူုံနဲ့မမှုဘူးကွာဆိုပြီးပလင်းကိုအရင်ဦးအောင်ယူဖွင့်တတ်သည်နှစ်ခွက်လောက်ဆင်းချကြီးမှာနေသာထိုင်သာရှိသွားတတ်သည် ဒီနေ့တော့ပလင်းကိုလောဝစိတ်ဝင်စားဟန်မပြပဲတည်တည်ငြိမ်ငြိမ်ရှိနေတာထူးကြသည်ဟိုရင်ကအရက်တော့ရင်ကတော့ကစားဖြစ်ခဲ့ကြပြီးအဆက်အသွယ်ပြည့်နေရမှာပထမဆုံးပြန်ဆောင်ကြလို့အန်တန်တန်ဖြစ်နေတာထင်ခဲ့မိသေးသည်ဘလို့ဖြစ်ပြီးအရက်ပြတ်သွားတယ်ကွာဟုရဲမော်ကမေးလိုက်သည်မိငယ်ကြောင့်ပေါ့ကွာမင်းကမင်းပါပဲလို့လို့ကျင်းတ်ပြီးသားပဲအရက်တော့တာတော့အပြစ်လို့မြင်တာမဟုတ်ဘူးရှော့တော့စေချင်တာပဲရှိတာ เอไอ้เจ้านี่แหละป่าวะဒီလိုကတည့်ရမှာငါတောက်တာနည်းနည်းများသွားတယ်။မများတဲ့နေ့ရောရှိသေးလို့လား။ကညုံမဝင်ထောက်သည်။အရင်တော့ဆိုရင်ဒီစကားကြောင့်နှစ်ယောက်အခြေတင်ဖြစ်ပြီးညှိသွားနိုင်သည်။ပေါ်သေးတော့ကောင်းထုံးဘာပြန်ပြောမလဲဆိုပြီးစိုးရင်တကြီးလှမ်းကြည့်မိသေးသည်။ကောင်းထုံးကစိတ်ဆိုးဟန်မပြတည်တည်ငြိမ်ငြိမ်ပဲခေါင်းရချက်ဆက်ပြီးအဲ့ဒီက ခါနေတာပိုများတယ်ဆိုပါတော့စိုးသွားတာအရက်နှမျိုးရောတောက်မိတာပဲဆိုင်မှာစုံနေကြမိတ်ဆွေတယောက်ကဒရိုင်းညင်ဒဗလင်းယူရလို့ယူလာနဲ့၄ယောက်တောက်ကြတယ်တော့တော့မဝါသေးတာနဲ့ကောင်းချင်းအရက်ထက်ချကြတယ်အဲ့မှာတော်တော်ထိပါတယ်မင်းကတော့ဖြစ်ရပဲပြီးတော့အင်ကိုတမ်းမပြန်သေးပဲလေစကံပေါ်မှာတွားထိုင်ပြီးလေညင်းခံသေးတာကို မင်းတို့သိရတယ်မင်းဂျင်ရက်ဆိုတာလေတိုက်လေပိုမူးလေမဟုတ်လားနောက်တော့ဘလို့ဖြစ်သွားမှမသိပါဘူးဘန်နာပင်လေးကိုမှီပြီးအိပ်ပေါ်သွားတာပဲမနက်9နာရီလောက်ကြမှာအရင်ချမ်းလို့နိုးလာတယ်နောက်အဲ့မှာအေးမိသွားတယ်ထင်ပါရဲ့ကွာအိမ်ထဲရောက်တော့အဖျားတွေတက်ပြီးတတိလက်သွားတော့တာပဲမင်းကွာတော်တော်ဆိုးတယ်ကွာအဲ့လိုမျိုးကအေးပတ်ပြီးတခါလဲရှော့ရနိုင်တယ်ကွာ ငါလည်းသိပြီထင်တာတော့ရတော့အာတတိယတစ်ချက်မရတစ်ချက်ပဲမိငယ်ရတော့တကယ်ပါပဲတစ်ချိန်လုံးငါနားမခွာဘူးထမဲတော်စားရတာမသိဘူးငါကောင်းကောင်းပြန်တတိယရတဲ့အခါကျတော့ရှာကြီးတငယ်ငိုတော့တာပဲမငယ်ကမင်းပေါ်မှာတိတ်အနော်တာခံတာကွာဟုတ်တယ်။ तू ကအားလဲငယ်တတ်တယ်။ငါပေါ်အားလုံးပုံပြီးအားကိုးခဲ့တာဘယ်တော့ထိလဲဆိုတော့ကြွတ်သက်စေးအစင်သက်ပြင်လာတယ်တဲ့ ဘလို့ဘာရွက်လဲတကယ်လို့ငါတည်သွားရင်သူတယောက်တည်းတော့မနေခဲ့ဘူးသူပါလိုက်တည်မယ်ဆိုတဲ့သဘောပေါ့ငါလည်းတော်တော်စိတ်မကောင်းဖြစ်သွားတယ်သူ့ဘောနိုင်လိုမင်းထက်လှုပ်ခဲမိတဲ့အတွက်လေတနာဝရယ်ဒါနဲ့ငါအရက်ဖြတ်ဖို့ဆုံးဖြတ်လိုက်တာပဲမင်းကအရက်ဖြတ်ဖို့တော့လွယ်သားပဲဟုတ်ရဲမော်ကချီးကျူးသည်ကောင်းတော့ကလက်ကပြပြီဟာဘယ်ရလာလွယ်ရမှာလဲ အရက်ဖြတ်တဲ့တံကိုလိမ့်နေအောင်ခံရတာကွာငါလည်းခက်ပေပေကောင်ဆိုတော့ဇီယာရီပါရဲ့အကူအညီမယူပဲတိကနဲ့အစိမ့်ဖြတ်ဖြတ်တော့ဟိုဖြားတဲ့အချိန်ရောက်အားနေနေရတဲ့ကြားတဲ့မစားခြင်းမတော့ခြင်းဖြစ်တော့ပူဆိုးတာဟောလူကခြေကုန်လက်တုံဖြစ်ညညအိတ်မပြောပဲကြောင်ကရမ်းနေဖြစ်ပေါ့ကွာနောက်တော့ဘလို့ကောင်းသွားလဲအေးဒီနေရာမှာရင်ငင်းကိုကျေးဇူးတင်ရမယ်ကွာဟာ ရင်ငိမ့်တဲ့သူနဲ့ဘလို့ပတ်သက်လို့လဲဟိုပေါ်ထေးကအလန့်တကြားမေးလိုက်သည်ဒီလိုကငါအဲ့လိုဝေဒနာခံစားနေရတော့မိငယ်လည်းကြံရမရဖြစ်ပြီးရင်ငိမ့်စီဖုံးလန့်ဆက်တယ်အဲ့ဒါရင်ငိမ့်ကချက်ချင်းပဲအိမ်ကိုရောက်လာတယ်ကွာငါတို့စားစရာတောက်စရာတွေအားသေးတယ်ယူလာပြီးတော့စိတ်ရင်တော့တရားထိုင်ကြည့်ပါလားလို့အကြံပေးတယ်လမ်းညွန်စာအုပ်ကလေးတွေလည်းပေးတယ်ထိုင်ပုံထိုင်ကြီးလည်းပြပေးတယ်နေပါဦး ဒီကြောင်းလေရင်ချင်းကမင်းကိုမပြောဘူးလားပေါ်သေးကဖြေရခက်ပြီးခဏများတုံဆိုင်နေပြီးမှအဲပြောပြောပြောပါတယ်ဟောငါလည်းအလုပ်များနေရတယ်အမတ်တမဲဖြစ်သွားတာဟုတ်မရေမရဖြေသည် ကောင်းထွန်းကပြောလဲစကိုသာဆက်သည်အစတော့ငါတိတ်စိတ်ဝင်စားပါဘူးမိငယ်ရလည်းအတင်းတိုက်တော့နာရဲ့ညာဘက်အိတ်မပြောမဲတူတူစမ်းကြည့်မယ်ဆိုပြီးလှုပ်ကြည့်တာမဆိုးဘူးကဝေဒနာတွေတော်တော်တက်တာပါတယ် ညာပဲကြရင်လည်းနှစ်နှစ်ကြာကြအိပ်ပျော်တယ်စိတ်ငြိမ်သွားတော့ငါသဘောကျဆုံးပဲခုဆိုရင်ညာတိုင်းနိုင်ဝက်တော့ဟာတရားမထိုင်ရရင်တခုခုလိုနေသလိုခံစားရတယ်မင်းတို့လည်းလုံးကြည့်ကိုကောင်းတယ်ဘသူမှစကားမပြန်နိုင်ကြလက်ထဲမှာအရက်ခွက်ကိုစီကင်ထားမိကြတာကိုကနေ့ကြမှာရဲမော်ဟာစကားအဆသည်အေးကွာအစဉ်ပြေတဲ့ခါကျတော့ထိုင်ကြည့်ရအောင်အခုတော့ တို့ကကြံတဲ့ကောင်တွေကလည်းဟဲဟဲဟဲဟူလိုက်ရေးပေးကြသည်သူတို့ပြောနေဆိုနေကြတာကိုကြားသွားဟန်တို့သည်မြရင်ဝင်းဟာကောင်းထုံးအတွက်လိန်မော်ရီတစ်ခွက်ယူလာပေးသည်ကိုကောင်းထုံးဝါလာတယ်ထင်တယ်ဟုပြောသည်ကောင်းထုံးကဒါဘောအရက်ဖြတ်လိုက်လို့စားကောင်းတော်ကောင်ဖြစ်လာတာကိုဒီကောင်ကိုလည်းဖြတ်ခိုင်းအောင်လေဟုရဲမော်ဘက်မင်းငေါ်ပြရင်ပြောသည်မြရင်ဝင်းဟာ နည်းနည်းပါးပါးဆိုရင်တော့ဆေးဘက်ဝင်တယ်လို့ဥဒုဘောဇနာကျမ်းထဲမှာဖတ်ပူးပါတယ်။ဟုပြောရင်ပြောပြီးပြန်ထွက်သွားသည်။မြတ်ဝင်ပြောပုံမှာပြင်ကြသားပါသည်။ကောင်းသောစကားကိုလည်းစန့်ကျင်ရမရောက်အောင်သူ့ယောက်ျားလည်းတိတ်ခါမကြောက်အောင်တစ်ဖက်ကလည်းတိတ်တော့မတော့ကြနဲ့တော့ဟုတတိပေးပြီးသားလည်းဖြစ်အောင်ပါပါနဲ့နဲ့ပြောသွားခြင်းဖြစ်၏။ရဲမော်ကတော့သူ့မိမအနေဖြင့်အခုလိုတန်တမန်ဆန်ဆန်စကားမျိုးသုံးနှုန်းတတ်အောင် ငါလေးကျင်ပေးရတာဗောကွာဟူသောမျက်နှာပေးဖြင့်မိမ့်မိန်ညီပြုံးနေသည်ဒီလိုနဲ့သူတို့ဝိုင်းကိုဆက်လိုက်ကြသည်ပြီးတော့ထုံးစံတိုင်းတယောက်ဟိုတယောက်စကြနောက်ကြရေကြမောကြကိုမိမရဲ့နဲ့ပတ်သက်ပြီးကြောင်ဝက်ဟားခွက်တွေပြောကြသည်နည်းနည်းညဉ့်ညမ်းသောခောက်ပိုင်ပြက်လုံးလေးတွေလည်းပါသည်ပေါ်သေးတယောက်သာနှုတ်ဆိတ်နေသည်သူကကောင်းထွန်းစွာစကားဆသည်ဘလိုလဲကွာကို့ပေါ် ရင်ကျဲဟာလာပြီလာဝဲဥပုံစောင့်တော့ပဲလားထုံးစံတိုင်းပေါ်ပေါ်သေးဟာစိတ်မပါတပါဖြစ်သည် အော်ချိုဟာပေါ်သေးကိုဝင်ဖဲ့သည်ဒီကောင်ဥပုံတဲ့ကို ပြင်ပါတဲ့ကောင်ငရဲကြီးပဲကွာဝိုင်းဟာကြသည် ပေါ်သေးလည်းအလိုက်တင်ပါဇက်ဖျဲနေရရည်သူပုံစံပါအထက်လူကြီးဟာမရည်ရသောဟာသားတစ်ခုကိုပြောပြီးတားလုံးနေသည်ဖြင့်တာဝန်ရလိုက်ရည်ပေးနေရသလိုဖြစ်နေ၏ ကောင်းတော့ဟာရင်ကျင်းဆိုလို့ပြောရအောင်မယ်သူငါစီလာတော့တဲကြီးသွေးသေးဆိုတာပြီးသွားတယ်တကယ်ကောင်းတယ်ကွာရှာဝတ်တင်လိုက်တာနဲ့အေးစိတ်ပြီးချက်ချင်းလမ်းဆန်းသွားတာပဲဟာအဲ့ဒါငါပေးလိုက်တဲ့ဈေးကွာရဲမော်ကဝင်ပြောသည်တို့ကအောင်ချိုကမေးသည်ခုရောမင်းဘာဈေးတွေစမ်းသက်ဖို့ဆက်နေသေးတယ်ငါလည်းအဲ့ဒါပြောမလို့ကွာမင်းတို့စိတ်ဝင်စားပါပဲဘာဈေးမို့လို့လဲစီးစီးကွာ ။ဟာမင်းရတယ်။နေဦးလေစကားဆုံးအောင်နားထောင်အောင်။ဖော်တာကတော့စီးစေးနေနေပဲ။နောက်မှာသူ့ထွက်သူ့ရဲ့ဘေးထွက်ကောင်းကျိုးတစ်ခုကိုတွားတွေ့ရတာ။ဝါစီကရဏအာနိသင်ရှိနေတယ်။ဝါစီကရဏဆိုတာဘာလဲ။ကျေမောဟာမြရီဝင်ရှိနေသောနောက်ဖေးဘက်ကိုတစ်ချက်လှမ်းကြည့်သည်ပြီးမှလေသာကိုနှိပ်၍အတိတ်ပဲရှင်းပြပြီအဲ့ဒါတိတ်ဆွမ်းတယ်ကွာ ဟေးဟုတ်လားဒါဆိုမြန်မြန်ဖို့ကွာငါဆယ်ပလင်းဝင်မယ်ကံညုံမောင်ကအတက်တရောပြောသည်ရဲမောင်ကမင်းအဲ့ဒီတိုင်းပဲဒါမျိုးဆိုလောဘတိတ်ကြီးတယ်ငါဒီဆေးကိုကိုပေါ်နဲ့အရင်ဆုံးစမ်းသပ်မယ်လို့စဉ်းစားရတာကွာဟုတ်တယ်ကွာကောင်းတယ်ကိုပေါ်ကနည်းနည်းအားနည်းနေတယ်တကယ်ချင်းတွေကဝိုင်းပြီးချွန်တွန်းလောက်ကြသည်ပေါ်ထီးကတော့မချီပြုံးတာပြုံးနေရသည် စိတ်ထဲမှာတော့မိမတွေတောက်ရတယ်ဝါစီကရဏစေဖို့ရင် ကောင်းမယ်ဟုတွေးနေမိသည်ပေါ်ထေးသည်တငယ်ချင်းတွေကိုအားကြမိ၏သူတို့အားလုံးဤအိမ်တော်ရေးခြေတွေများသည် ဆင်းလုံးကြော ဖြစ်နေကြတာတော့မဟုတ် သူတို့မိမတွေအားလုံးတော်လေးဝတွေကြီးတော့မဟုတ်တို့တိုင်အောင် ကိုယ့်အခြေအနေထက်တော့တခုမဟုတ်တခုတာရာကြီးပဲဟုထင်နေမိ၏လူရောကြီးလုံနေရတာကမှစိုးစိုးပြေပြေရှိုံမီး အေဘီကျော်လိုဖုန်းကြီးဘွားနဲ့မနေနိုင်တော့လဲခက်သားကလားမှန်ငယ်သည်အဆအဆရာရာကောင်းထုံးပေါ်မှာသာပုံပြီးနေထားသည်စိုးစိုးကောင်းကောင်းဖြစ်လာသည်များအတူခွဲဝေ ခံစားမိဟုသဘောထားသည် ကောင်းထုံးဘာပဲလုပ်လို့အပြစ်မမြင်ပဲတဲကြီးခံသည် ကောင်းထုံးအတွက်တာဝန်ကြီးတော်လဲအာကိုဝါထားပြုစရာယောက်ျားတယောက်ဖြစ်တော့ဂုံယူနိုင်သေးသည်အောင်ချို့မိမဆီဆီသည်စိတ်ကောက်တက်၏ပူညာပူညာမဟုတ်တော့လဲ တူတူတဲတဲကြိတ်ပြီးပြဿနာရှာတတ်သည်ဒါကြောင့်ပဲလင်မယားမကြာခဏရံဖြစ်ကြသည်တကယ်တော့ဒါဟာလေအိမ်တော်ကြီးမှာလိုအပ်ချက်တစ်ခုပဲဟုသူထင်သည်အားလုံးအဆအဆရရာအစဉ်ပြေချောမွေ့နေလျင် ပြင်းစရာကြီးဖြစ်နေလိမ့်မည်တခုကောင်းတာစီစီသည် အလွန်ချွဲတဲ့နှဲ့တဲ့သည်ရံဖြစ်ပြီးလျင် အောင်ချိုကပြန်ချောစီစီကပြန်ချွဲတဲ့နှဲ့တဲ့သည် ရန်ဖြစ်ပြီးလင်အောင်ချိုကပြန်ချော့စီစီကပြန်ချွဲနှဲနဲ့ဟုတ်နေကြတာပဲကညုံမော်ရီမိမနယ်လီသည်သူတို့တငယ်ချင်းအုပ်စုနဲ့တိတ်ရင်နီနီမရှိလားအယောတော်ဝင်တိတ်မနေပဲတီးခြားဆန်သည်အပေါင်းစင်းဆိုတာထက်သူ့စီပွားရေးကိုသာပိုပြီးစိတ်ဝင်စားသည်လူမှုဆက်ဆံရေးကိစ္စတွေအတွက်လည်းအချိန်မပေးနိုင်သူ့လုံးနဲ့သူရှုပ်နေတတ်သည်ကညုံမော်ကိုလည်းဘယုတ်ဒဆိုင်ပြုစုမနေနိုင် ယောက်ျားပေါ်လေဩဇာညောင်းသည်တချို့ယောက်ျားတွေဆိုရင်ဒါမျိုးကိုကျေနပ်နိုင်မှာမဟုတ်တိတ်ခါကြတယ်ထင်ရင်ထင်ပြီးကံညို့မောင်ကတော့ဒီခြေနေကိုပဲအကြိုက်တွေ့နေပုံရသည်ဒီကောင်ကနည်းနည်းပွေချင်းရှုပ်ချင်သည်မိမကအလုပ်ထဲအာရုံရောက်နေတဲ့ဖြစ် သူလည်းအပြင်မှာလွတ်လွတ်လပ်လပ်ကဲလို့ရသည်သူပြောနေကြစကားကတော့ငါဆိုရဲကောင်ဟာအိမ်ဝင်အဝေးဝင်မရွေးဘူးကွာရဲမော်နဲ့မြားရဲ့ဝင်းတို့သည် ရုပ်ရှင်ဗီဒီယိုတွေကလင်မယားတွေလို့ over editing တွေလုပ်တတ်သဖြင့်အမြင်ကပ်တော့လေပေါ်သေးစိတ်တွေကတော့ကြိတ်ပြီးအားကျနေမိ။မြရဲ့ဝင်းဒီသူ့ကိုယ်သူရဲမော်ဤပါရမီဖြည့်ပတ်ကိုတတ်မှတ်ထားသည်။ရဲမော်ဘာလို့မလဲလိုအပ်သမျှလိုက်ပြီးဖြည့်ဆည်းပေးမိ။ရဲမော်ကတောထွက်ပြီးရသေးကြီးလုံးမယ်ဆိုရင်သူကယောဂီဝတ်ပြီးရေဘူးရေချမ်းကမ်းလန့်မိ။ ရဲမော်ကဖဲသွားရိုက်ပြီဆိုရင်လည်း तू ဟာလက်ကင်ထဲမှာပတ်စံအပြည့်ထည့်ပြီးနောက်ကလိုက်ပြီးဒီလိုမျိုးပဲတခုရှိတာတော့အများကြီးဝင်းသည်တဝင်တိုတက်သည်ရဲမော်မှာငယ်ကြီးသားရှိသည်ဒါဝခုဒီစိတ်မကုန်သေးဘူးဟုထင်မှတ်ထားသည်ပြီးတော့ရဲမော်ကလောလောဆယ်မှာကောင်မလေးတယောက်နဲ့ညှိနေတဲ့အောင်ရှောက်ပြောသည်တကယ်တော့ရဲမော်မှာငယ်ကြီးသားလည်းမရှိ ဒီတယောက်ကိုတော့မနှဲရအောင်စူးစမ်းကြရတာ ဘယ်ကောင်မလေးနဲ့မာလဲမညိဒီကောင်ပုံမျိုးကိုဘသူကမာလဲကြိုက်မှာမဟုတ်ရဲမောင်ကတော့ကောင်မလေးတွေဝိုင်းဝိုင်းလည်နေတော့အောင်သူကရုပ်ဖြောင်းလို့မြတ်ရဲ့ဝင်းကစိတ်မချဖြစ်နေတာဆိုပြီးသူ့ကိုယ်သူအထင်ကြီးနေသေးသည် တကယ်တော့မြတ်ရဲ့ဝင်းကလည်းဒီကောင်အဖြစ်မရှိနိုင်မှန်းတီးတီးကြီးနဲ့တဝင်းတို့ပြရတာကိုအရသာ တွေ့နေမိချင်းဖြစ်၏သူ့ယောက်ျားကပြစ်သွားမှာဆိုလို့ အမျိုးမျိုးအလိုလိုက်အကြိုက်ဆောင်ပြီးပြုစုယူရနေရတယ်လို့လို့ကိုဘောတငယ်ချင်းတို့ကိုလည်းကြိတ်ထင်းပြပါဦးခုတလောခြေလန်းနေပြက်ချင်နေတယ်ဆိုပြီးမျက်ရည်တွေပါလေဝဲပြသေးသည်ဒါကြောင့်လည်းတငယ်ချင်းတွေကငပိုးလင်မရလို့ပြောကြတာဘာပဲဖြစ်ဖြစ်သူတို့ဘာသာတော့စိတ်ချမ်းသာနေကြတာပဲလေပေါ်သေးသည်ဟိုလင်မရတွေနဲ့သူတို့ချင်းတွေကိုနှိုင်းရှင်ကြည့်မိရင်ငင်းသည်သူ့ကို ိတ်အားကိုယ်တကြီးရှိလာတာမဟုတ်ပေါ်သေးကြည်ကြည်တဲ့ချမ်းသာလာရင်လည်းဝမ်းမြောက်ဝမ်းသာရှိမှာမဟုတ်မွေးသွားလို့လည်းတုံလုံးမှာမဟုတ်အထင်လဲတိတ်ကြီးပုံမရလေးလေးနက်နက်မရှိလို့ဆိုပြီးနင်းနေတော့ရှော့တွက်ချင်ပုံရသည်အိမ်တော်ဦးစီးတယောက်နေဖြင့်ကိုမိမဟာရိုသေလေးစားတော်တော့အလိုရှိသမျှင်ရင်ချင်းဟာဒီလိုမဟုတ်သူတို့နှစ်ယောက်သည်တငယ်ချင်းဖြစ်ကနေလင်မယားဘဝကိုကူးပြောင်းလာခဲ့ကြတာ ပေါ်ထင်းငယ်ငယ်ကဘလိုကောင်လဲဆိုတာရင်ကျင်းကကောင်းကောင်းသိနေသည်ခုကြမှာအိမ်ဦးနဲ့လိုရိုသေးပြနေဖို့ဘယ်လွယ်ပါမလဲပေါ်ထင်းကတော့သူများမိန်းမတွေတို့ကိုကိုမောင်မောင်ခေါ်စီခြင်းသည်ရင်ကျင်းကတငယ်ချင်းတွေခေါ်သလိုကိုပေါ်လို့ခေါ်သည်ပြီးတော့နင်းနေငါရီနဲ့ပြောသည်ရင်ကျင်းဒီချွဲတာနှဲတာမျိုးလုံးဝမလုပ်တဲ့တစ်ချိန်လုံးပုတ်တီးပုတ်တဲ့နဲ့ အဟင့်အဟဲ့လုံးနေဖို့ပြောတာမဟုတ် တခါတလေတော့လေလက်မောင်းကိုထူးဘိုက်ခေါက်ကိုမနာအောင်ဆွဲလေနဖူးကိုလက်ညှိုးနဲ့ထိုးပြီးဟင်ကဲကိုကဲတယ်ဆိုတာမျိုးတော့တော့ရှိတဲ့ပါသည်သူကမချွဲလို့ပေါ်ထေးကလက်မောင်းလေးပေါ်နရွယ်လေးကင်လို့တော့လေရရတဲ့ဆိုတော့မခတ်ဘူးလားပြီးတော့ရေငင်းကစိတ်လဲမကောက်တဲ့ तू ကတကူလုံးကိုစိမ့်စီခြင်းနဲ့လို့ပူဇာတတ်တဲ့လူလဲမဟုတ် ဝေကောင်းစားလာလဲမမတ်မောငွေလဲများများကင်ကျင်သူမဟုတ်သဖြင့်စူစူဆောင်းဆောင်လုပ်เสียအကြောင်းမရှိပေါ်သေးရမှာတခါတခါယောက်ျားတံမဲစိတ်ောက်ပြီးတနေ့ကောစကားမပြောဘဲနေတာမျိုးရှိသေးသည်ပေါ်သေးရတခါတရံဒေါသကြီးတတ်သည်ရုတ်တရက်ပေါက်ကွဲပြီးအော်လားငေါက်လားလှုပ်ချင်သည်ထိုကမျိုးတွင်ရင်ချင်းဟာကြောက်လဲမကြောက်ကက်ကက်လန်ပြန်ပြီးရံပြွေတာမျိုးလည်းမရှိမတုံမလုံးနဲ့သူ့ကိုပြောတာမဟုတ်သလိုပဲ ဒေါသဆိုတာတစ်ချိန်လုံးအမြဲဖြစ်နေလို့ရတာမှမဟုတ်တာတစ်ချိန်ချိန်တော့ပြေလျော့သွားရမှာပဲလေဒေါသဖြစ်နေတဲ့လူကိုဒေါသနဲ့ပဲတုတ်ပြိုင်ရင်နှစ်ခုပေါင်းပြီးပိုပြီးကြီးထွားလာတော့မှာပေါ့ဟုတ်တော့သူကလူကိုပြန်ပြီးဆုံးမကျင်သေးသည်ယင်းချင်းသည်တဝင်းတူတဲ့သူလည်းမဟုတ် ပေါ်သေးသည်ရုပ်ဖြောင်းလာတာမဟုတ်ပေမဲ့တနာကမားနဲ့ဆွဲဆောင်မှုတော့ရှိသည်သူကဝါသနာပါလင်းနောက်ပိုင်းစက်ထုတ်ကလေးတွေကလို့ရနိုင်သည် ဒီအတွက်လည်းရင်ချင်းဟာစိုးရိမ်ပူပန်ဖို့မရတခြားမိန်းကလေးတယောက်ရောက်နေညှိသွားရင်ပူတော်ကောင်းစေတယ်ငါတက်တာတာဘောလို့များသဘောထားနေသူတို့တော့ထင်ကျင်စရာပဲဟင်းချက်ကောင်းတာလည်းယောက်ျားတွေကိုထိမ့်ချုံနိုင်တဲ့အရေးချင်းတစ်ခုပဲဟုဆိုကြသည်ဒီနေရာမှာလည်းရင်ချင်းဘက်ကအားနေချက်ရှိသည်ဟင်းချက်ညံ့လုံးလို့တော့မဟုတ်သူကငငယ်ကလေးဟာခြေလေးချောင်းသာမစားတားကြီးငါးကြီးလည်းမစားဒီတော့ဒါမျိုးတွေကောင်းကောင်းမချက်တဲ့ သူကျွမ်းကျင်တာချီရင်အတီးရွက်ကြောအတုတ်သူလက်ရာရဲထဲမှာအကောင်းဆုံးကငါးလေးအိုးကတ်ချက်ဖြစ်သည်ဟုဝိုင်းစင်ကပြောသည်သူဆိုတော့ဟိုတယ်တွေမှာတော့ဒီလောက်ကောင်းအောင်ချက်နိုင်မှာမဟုတ်ဘူးတဲ့တကယ်တော့ဝိုင်းစင်ဒီဘဲဟိုတယ်မှာမှသွားဆဘူးတာမဟုတ်ပေါ်ထီးကငါးဆိုရင်ငရှင်းရလွဲလို့ဘာမှမကြိုက်ရေသက်တော်ဆိုရင်ရေခူတော့နဲ့ကနန်းမဆလာချက်ကြိုက်သည် ရင်ကြီးဟာဒါတွေကန်ရဲတာမဟုတ်ကနန်းဆိုလျင်လက်လက်ဆက်ဆက်အရှင်ဟိုဝဲချက်မှာကောင်းတာဆိုတော့ပူတော်ဝေးသေးသည်ပေါ်သေးသည် အသားမပါပဲထမင်းမစားတဲ့သူကြိုက်တာ အမဲသားဝတ်သားစိတ်ကလေးစားဖိုက်တင်ပေါ်ရင်ကြီးဟာဝတ်သားနဲ့စိတ်ကလေးစားကိုတော့စူးစားပြီးချက်ပြေးရှာပါသည်သူအရင်သူမစားတဲ့အသားဖြစ်နေသောကြောင့်ဝိုင်းစိန်ကိုမြီးခတ်ရသည်ဟိုကလည်းခလေးသာသာဆိုတော့ ချင်းချင်းကန်ကန်ဆက်ဆက်မှ ပေါ်ထေးကြိုက်အနေတော့မဖြစ်သဖြင့် အစင်မပြေတာများသည်ပေါ်ထေးကြိုက်ဆုံးဟင်းလျာကတော့ fighting ball နဲ့အမဲသားနှက်ဖြစ်ဤခတ်နေတာရင်ငိမ့်သည် fighting ball ကိုမကန်ရဲဘူးတဲ့အမဲသားဆိုပိုတော်ဆိုးသည်သည်ချက်ဖို့ဆိုတာဖယ်တာ အနံ့တော်မခံနိုင်ဘူးတဲ့အမဲသားတော့လှူပါလားဟဲ့ဟုတ်ရင်ငိမ့်ကတောင်းဆိုသည်အေးလှူမဲဟင်းတကယ်လား ေးဘောဟတပိဒါဆိုရင်လောက်မလားဘာဘာပြောလဲနင်းအောင်ရည်ကြောင်းတဲ့ကိုစုံးကြိုက်ပို့မလို့မဟုတ်လားတပိဒါလောက်ချက်ရင်ရမလားလို့ရင်ငိတပြင်းချသည်ခပ်ပါလားကိုပေါ်ရဲ့ငါပြောရဲ့လှူတယ်ဆိုတာအမဲသားမစားပဲရှောင်ဖို့ပြောတာဟာဒါတော့မဖြစ်ဘူးနင်ကလွယ်ရင်အမဲသားကိုငါအကြိုက်ဆုံးမယ်နွားဆိုတာငါတို့ရဲ့ကျေးဇူးရှင်ပါဟာ ဟင်ကျေးဇူးရှင်ဆင်းရဲမှာနွားလည်းပါလာပြီလားမနောက်နဲ့ငါအကောင်းပြောတာငါတို့ဟာလေထဲမှာနွားတွေပင်ပင်ပန်းပန်းနဲ့ထုံရက်ပြီးလို့ရတဲ့ဆန်ကိုစားနေကြတာမဟုတ်လားခုခေတ်မှာနွားကိုတိတ်မတုံးကြတော့ပါဘူးလေထုံစက်နဲ့ပဲထုံကြတာများပါတယ်ငါလေထုံစက်သာမစားရင် ပြီးတာရင်းကြီးဟာအကြောင်းပြချက်တခုထက်ရှာဖို့စဉ်းစားနေဟန်ရှိသည် ပေါ်ထေးကအရင်ဦးအောင်ပြောသည်တကယ်တော့အမဲသားစားတာအာကုတူတော်ပုံနေသေးတယ်ဘာရဲ့ကြည့်လေပြောဟုတ်တယ်လေနင်းစင်းသားကြီးကနွားတကောင်ဆိုရင် လူတရာလောက်စားလို့ရတယ်အသက်တစ်ချောင်းပဲတက်ရမယ်ငါတို့ပဇွန်တို့ဆိုရင် အကောင်တွေအများကြီးတက်ရမယ်နင်းမကြာခဏချက်တဲ့ငါတလဲတို့ဆိုရင်ကြည့်စမ်းလူတယောက်စားအတွက်အနည်းဆုံး၁၄ငါးကောင်တော့ရှိတာပဲကဲ ဘယ်ဟာအကုသို့ပိုများလဲရင်းငယ်ကကောင်းခါပြီဒီလိုမဟုတ်သေးဘူးအကုသို့ဆိုတာစိတ်နဲ့လဲဆိုင်တယ်ဥပမာနင့်ကိုခြေတကောင်ကလာကြိုက်လို့ဖြတ်ခနဲ့ရိုက်တက်လိုက်တယ်ဆိုပါစို့နင့်စိတ်ထဲမှာအဲ့ဒီခြေကိုတတ်ဖို့ကြိုတင်ကြံစီခြင်းလည်းမရှိဘူးအမတ်တမဲ့တက်လိုက်တာဒေါသလည်းမပါဘူးပင်ပင်မမအားဆိုင်ထိုးရတာလည်းမဟုတ်ဘူးဒါပေမဲ့နင်ကြောင်တော်ကောင်ကိုတတ်မယ်ဆိုရင်တော့အဲ့ဒါလိုမဟုတ်တော့ဘူး ။တက်ကျင်တဲ့စိတ်စိုးကပါလာပြီ။နွားဆိုရင်တော့ပိုဆိုးတာပေါ့ဟာ။နင်းဟာလေတော်တော်မျက်နှာလိုက်တာပဲ။အကောင်ကြီးကြီးကိုတက်ရင်အာခုတို့ပိုကြီးတယ်ဆိုတော့စင်ဆိုရင်တော့သွားပါပြီ။တန်ချိန်နဲ့ချီပြီးငရဲကြည့်တော့မှာပဲ။အကောင်ကြီးကငဲတာကိုပြောတာမဟုတ်ဘူးအာကုသူစိတ်များတာနဲတာကိုပြောတာလူကိုတက်တာအဆိုးဆုံးပဲပေါ့ ေါသအပြင်မတည်တည်အောင်တတ်မယ်ဆိုတဲ့ရန်ညိုးပါထပ်ပေါင်းလာတာဟိုကဲပါဟာငါလူသားမစားပါဘူးလို့ဂတိပေးပါလေအမဲသားတော့မစားပဲမနေနိုင်ဘူးငါကိုယ်တိုင်တတ်တာလည်းမဟုတ်ဘူးသေပါစေဆိုတဲ့ဒေါသတွေနဲ့ရန်ညိုးတွေလည်းမပပါဘူးကအရသာရှိတာပဲသိတယ်အဲ့ဒါလေတဏှာလောဘတစ်မျိုးပဲလူပဲဟာဒါတော့ဘယ်ကင်းမလဲပေါ်ထေးရတော့ ဒီလောက်နဲ့အကျွတ်တရားရမယ်កောင်မျိုးမဟုတ်အိမ်မှာအမဲသားမချက်တော့လမ်းထိပ်ကဆိုင်မှာဝိုင်းစိန်ကိုတွားဝယ်ခိုင်းပြီးစားသည်တကယ်ဆိုရင်ရင်ငိမ့်ဟာအိမ်မို့တော့အမဲသားယူမလာစေခြင်းအိမ်ဟာပေါ်သေးပိုင်တာမို့မပြောသာပဲကြည်နေရတာလမ်းထိပ်ဆိုင်မှာလမ်းဘေးဆိုင်သေးသေးလေးဖြစ်တော့ကြောင်းပေါင်သားတို့မိုးဟိုသားတို့လိုတော့အကောင်စားမဟုတ် အသားနဲ့အရွတ်တွဲလျက်ကိုအရေးကြဲကြဲချက်ထားခြင်းသာဖြစ်၏ ဗောဓိယာမကြာခဏဆိုလို အမဲနက်ကောင်းကောင်းရသောဆိုင်မှာဝင်စားလာတတ်သည်နူးဤနေအောင်ချက်ထားသော အမဲနက်ကိုနှစ်ပွဲတစ်ခါတည်းမှာပြီးတဝစားတတ်သည် အိမ်ပြန်ရောက်တဲ့အခါယင်ချင်းဟာနင်အမဲသားကြီးစားလာတယ်မဟုတ်လားဟူတမ်းမေးတော့တာပဲဟင်နင်ဘယ်လိုလုပ်သိလဲသိတာဗောငါတို့လူအသီးရွက်အဓိကစားတဲ့လူတွေကအသားစားကျူးတဲ့လူတွေရဲ့ကိုနဲ့မခံနိုင်ဘူးချက်ချင်းသိတယ် ညလဲရောက်ရောယင်ချင်းဟာညီစောနန်းနေဆိုပြီးဖះကန်နဲ့သွားအိတ်တော်သည်ထိုကားပေါ်သေးသည် ခွာကောင်းကြီးကိုသာတအားဖက်ပြီးအဖော်ပြုရလေသည်ဒီပုံစံနဲ့ကတော့တိတ်မလွယ်ဘူးထင်တယ်လာပြီးလာွယ်ကြတော့လေဥပုံဆောင်လို့ပေါ်သေးအရတောက်မိတဲ့နေ့ကြတော့လေပါဇက်ကချင်းစုတ်စုတ်အနံ့ကိုရရင်အန်ကျင်လာလို့ဆိုပြီးဖះကန်နဲ့သွားသွားအိတ်တက်သည်ကြရင်ခတ်တော်မီ ဟုတ်ကဲ့အခုကျွန်တော်ဖတ်ပြပေးခဲ့တဲ့ဆရာမင်းလူရေးသားရတဲ့ပြန်ခေါ်သက်သေးဆိုတဲ့ဝိတုစာအုပ်လေးကို အပိုင်း9အနေနဲ့ဖတ်ပြပေးခဲ့တာကိုဒီမှာပဲခေတ္တခဏရန်နာဝင်ပြပါခင်ဗျာဆက်လက်ပြီးတော့လေအပိုင်း၈ကိုဖတ်ပြပေးဦးမှာဖြစ်လို့စောင့်မျှော်နားဆင်အားပေးကြပါဦးခင်ဗျာနာတော်တာစင်သူပေါ့စေဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းများနဲ့ပြည့်စုံ၍ဘေးရန်နေရဲ့ပေါ့မှာ 跟我家娃子。